Good day to my fellow students. My name is Modu Jo and I'm here to discuss with the topic of Unit 2 Grammar Relative Clauses. ဘလို့စလုံးနေကို relative clause လို့ခေါ်လဲအဲ့လိုသမီးတွေအရင်ဆုံးစဉ်းစားကြည့်ပေါ့ relative clause ဆိုတာကတော့မြန်မာလိုဘာသာပြန်ရတဲ့ relate ဆိုတဲ့စလုံးကနေပြီးတော့လာတာပေါ့နော် relate ဆိုတဲ့စလုံးဒီဆက်ဆက်တယ်ဆက်နွယ်ဆက်ဆက်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ် relation ဆိုလို့ရှိရင်ဆက်ဆက်မှုဆက်နွယ်မှုပေါ့အဲ့အဲ့လိုမျိုးပြောကြတယ် clock ဆိုတာကတော့ဒါစကစုပေါ့ကွာပြောရရင်တော့ကိစ္စတစ်ခုကိုမှဆက်ဆက်ပြီးတော့ပြောသွားတယ်စကစုအကြောင်းအရာတစ်ခုရှိတယ်အဲ့ဒီအကြောင်းအရာကဘာလဲဆိုတာကိုဆက်ပြောတဲ့အချိန်မှာတုံးတဲ့ဒါစကစုလို့ဆရာတို့ပြောလို့ရတယ် သူလက်ဒီမှာရှင်းပြထားတယ် relative clauses used ဒီ relative clause တွေကိုသုံးပါတယ် used to modify or describe a noun or a pronoun to modify ပို့ပြီးတော့လေးနက်စေဖို့ပို့ပြီးတော့အတိတ်ပဲထူးခြားစေဖို့ရယ်ဒါမှမဟုတ် describe ဖော်ပြဖို့ရယ်နော်ဘလို့ဟာတွေကိုလဲဆို a noun or a pronoun noun ကိုဖြစ်စေနော် noun ကိုဖြစ်စေ pronoun နာစာကိုဖြစ်စေအတိတ်ပဲပို့ပြီးတော့ ထူးခြားအောင်လေးနဲ့အောင်လို့ဒါမှမဟုတ်ဒီဟာကဘာလဲဆိုတာကိုဆက်ပြီးတော့ဖော်ပြဖို့တုံးတဲ့ဒါစကားစုကို relative clause လို့ဆရာတို့ပြောလို့ရပါတယ်။ It starts with the following relative pronoun. ဒီ relative clause တွေဒီတဲ့ start စတဲ့နဲ့ with the following relative pronoun. အခုသူပြထားတဲ့ relative pronoun လို့ခေါ်တဲ့စလုံးနေနဲ့เนาะဆက်ဆက်နန်းစားပါ relative pronoun ပြန်မလို့ပြောရင်တော့ ဒီဆက်ဆက်နန်စားလို့ခေါ်တဲ့စကားလုံးအနေနဲ့အမြဲတမ်းစပြီးတော့တုံးလေးရှိတယ်။ဘာလို့လဲဆိုရင် who home whose which that နော်အဲ့ဒီမှာဆိုဒါ wh မှာတခါတလေဆိုဒီစကားလုံးနေသားတို့တမျိုးတွေ့ရလိမ့်မယ်။ဒီညမှာတော့ဒါကအမြဲအဓိပ္ပာယ်မဟုတ်တော့ဘူး။သူတို့ဒီဒီညမှာတော့ relative pronoun ဆက်ဆက်နန်စားအနေနဲ့တုံးထားတာဖြစ်တယ်။မေးခွန်းမဟုတ်တော့ဘူး။နော်အဲ့ဒါတခါလေကြားလို့ရှိရင်ဟာဆရာမေးခွန်းထဲမှာ စာလုံးထဲမှာစာကြောင်းထဲမှာဟူးဤမြင်တယ်ပြီးတော့ question mark လည်းမပါဘူးဖွင့်ရှိမြင်တယ် question mark လည်းမပါဘာလို့လဲဆိုတော့ဒါ relative pronoun အနေနဲ့သုံးထားလို့ပေါ့နော်ဆက်ဆက်နန်စားအနေနဲ့သုံးထားလို့ပေါ့သူဒီမေးခွန်းမေးတာပုံပန်းနဲ့ဒါကဘာလဲဆိုတာကိုဆက်ပြီးတော့ပြောတာဖြစ်သွားပြီနော်အဲ့ကြောင့် question mark သူတို့ကိုသုံးတဲ့အခါမှာမပါတော့အဲ့မှာဆိုလို့ရှိရင်ဟူးဆိုရင်ဒါလူပုဂ္ဂိုလ်နဲ့ပတ်သက်လို့သုံးတဲ့ဟာတွေကဟူးတို့ home တို့ပေါ့ဒါလူပုဂ္ဂိုလ်နဲ့ပတ်သက်လို့သုံးတဲ့စကားလုံးတွေဖြစ်သွားမယ် အဲ့ဒီမှာ who သည်ဒါဒီလူပုဂ္ဂိုလ်ကပြုလုပ်တဲ့လူဖြစ်နေတယ် subject ဖြစ်နေတယ်เนาะ subject နေရာမှာ person လာတယ်ဆိုရင်တော့ who နဲ့ဆက်လို့ပြောရတာပေါ့အဲ့လိုပဲ care တဲ့လူเนาะ object နေရာမှာ person လာတယ်ဆိုရင်တော့ whom နဲ့ဆက်လို့ဆက်ပြီးတော့ပြောရတာပေါ့အဲ့လိုပဲပိုင်ဆိုင်မှုကိုပြကျင်တယ်လူပုဂ္ဂိုလ်ရဲ့ပိုင်ဆိုင်မှုကိုပြကျင်တယ်ဆိုရင်တော့ဆက်လို့ who's နဲ့တွားပြီးတော့ချိန်ပြီးပြောရတာပေါ့အများကြီးတွေကတခုကိုခွဲထုတ်ပြကျင်တယ်ဆိုရင်တော့ which နဲ့ ရတော့တုံးလို့ရတယ်အဲ့မှာမှ push နဲ့ that လေးဒီတူတတ်တယ်ဘယ်နေရာမှာတူလဲဘယ်နေရာမှာကွဲလဲဆရာတို့ဆက်ပြီးတော့ပြောပြပေးမယ် study the following sentences ဒီအောက်ကစာကြောင်းလေးတွေကိုကြည်နံပါတ် A မှာသူကရေးထားတယ် a group of scientists သိပ္ပံပညာရှင်အုပ်စုတစုနောက်မှသူကဆက်ပြီးတော့ပြောတာအဲ့ဒီသိပ္ပံပညာရှင်အုပ်စုဆိုတာဘလူလူတွေလဲဆိုတော့ဟူးနဲ့ဆက်ပြီးတော့ပြောတယ် scientists သိပ္ပံပညာရှင် person လူပုဂ္ဂိုလ် စัจ jects နေရာမှာရှိတယ်။အဲ့ဒီအကြောင်းကိုဘလို့လူတွေလဲဘလို့သိပ္ပံပညာရှင်တွေလဲဆက်ပြီးတော့ပြောကြနော် person subject ဆိုတော့ဆရာတို့ who နဲ့တွားပြီးတော့တုံးလိုက်တယ် who have as a mind a number of studies from across the world from across the world ကဘာအနှံ့မှ a number of studies လေးလာမှုတွေကိုလေးလာမှုအချို့ကိုဒီမှာ a number of the sum နဲ့တူပါဘူးလေးလာမှုအချို့ကို have examined နော်လေးလာစီးပူးခဲ့တယ်ဟောဒါကဘာအနှံ့မှာရှိတဲ့လေးလာသူတိတ်ပံမညာရှင်နေပေါ့ကွာညီမလို့ပြန်ရမယ်ဆိုလို့ရှိရင်တော့ဒီလိုတိတ်ပံမညာရှင်နေက have suggest နော် suggest ဆိုအကြံပေးတယ်10 ways to achieve happiness ဒါပြောရွှေမှုရတယ်ဘူနီလန်10ခုရှိတယ်ဆိုပြီးတော့ဒါသူတို့အကြံပေးထားတာရှိတယ်ဟော ဲ့တော့ဒီစာကြောင်းလေးကိုဆရာတို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင် incentives A เนาะဒီစာကြောင်းလေးကိုဆရာတို့ပြန်ကြည့်လိုက် Who have examined a number of studies from across the world to the relative clause ပဲပေါ့ဒီသိပ္ပံမြာရှင်နေကဘလို့လူတွေလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြထားတာကြီးဒီစကားစုကြီးကဒီစကားစုကြီးတစ်ခုလုံးဒီဘာနဲ့ဆိုင်တာလဲဆိုဒီ scientist ကို describe เนาะဖော်ပြထားတာပဲဒီသိပ္ပံမြာရှင်နေက ဘလူးလူးလေးလဲဆိုတော့ဒီသိပ္ပံပညာရှင်တွေဘလူးလူးလေးလဲဆိုတော့ဖော်ပြထားတာပဲဒီစကားစုကြီးတစ်ခုလုံးပါအဲကြောင့်သူ့ကို relative clause ဆက်ပြီးတော့ပြောထားလို့ဆက်ဆက်စကားစုလို့ပြောတာဒီသိပ္ပံပညာရှင်ကိုဆက်ပြီးတော့ရှင်းပြထားတာအဲ့မှာမှအဲ့လိုဆက်ပြီးတော့ရှင်းပြမဲ့ scientist ဆိုတဲ့စလုံးရယ်အဲ့ဒီ scientist တွေကဘလူးလူးလေးလဲဆိုတော့ရှင်းပြထားတဲ့စာစုရယ်ကိုဆရာတို့ who ဆိုတဲ့ဟာလေးနဲ့ချိန်ထားတယ်အဲ့ဒီ who လေးဒီ relative pronoun ဖြစ်မှာပေါ့ နော်ကဲနံပါတ် B to reduce stress စိတ်ဖိစီးမှုကို short ချဖို့ many people practice meditation လူတွေကတရားထိုင်တာကိုလုပ်လာကြတယ် which is also known as mindfulness ဟောအမမ which is also known as mindfulness ဆိုတဲ့စလုံးလေးကိုဒီ meditation နဲ့ချိန်ထားတယ်အဲ့တော့ which is also known as mindfulness ဆိုတဲ့ clause ပေါ့ဒီစကားစုတစ်ခုတည်း ် meditation ဆိုတဲ့စကားလုံးလေးကိုဆက်ပြီးတော့ပေါ်ပြရတဲ့ relative clause ပဲပေါ့အဲ့မှာမှဒီစကားစုနှစ်ခုကိုချိန်ထားတဲ့ which လေးဒီ relative pronoun ပေါ့သူကလည်းပြောတာပါ in silence be တဲ့ the clauses which is also known as mindfulness ဒီစကားစုလေးဒီ as extra information about the object meditation meditation ဆိုတဲ့စကားလုံးလေးကိုဆက်ပြီးတော့ extra information ါကဘာကိုပြောချင်တာလဲဆိုပြီးတော့ဆက်ပြီးတော့ရှင်းပြတာပဲဖြစ်တယ်ပြီးတော့မှ तू ကဆက်ပြီးတော့ပြောတယ် related clauses เนาะဒီဆက်ဆက်စကားစုတွေကို are divided into two categories အမျိုးအစားနှစ်ခုခွဲထားပါတယ် defining ရယ် non defining ရယ်ဆိုပြီးတော့မှနှစ်မျိုးခွဲထားတာရှိတယ်အဲ့မှာမှာ defining ဆိုတာဘာလဲစပြီးတော့ပြောတယ်။ a defining relative clause เนาะ defining ဆိုတာက is used to identify a noun or a pronoun နာမ်ကိုဖြစ်စေနာမ်စာကိုဖြစ်စေ identify ဒီဟာကဘာဆိုတာကိုပြောချင်တာပြောရင်တော့အဓိပ္ပာယ်သတ်မှတ်ပေးလိုက်တာဒီ noun ကဘာအဓိပ္ပာယ်လဲဒီ pronoun ကဘာအဓိပ္ပာယ်လဲဆိုတာကိုအဓိပ္ပာယ်သတ်မှတ်ပေးလိုက်တာဖြစ်တယ်အဲ့လိုအဓိပ္ပာယ်သတ်မှတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ without the relative clause ဒီအဓိပ္ပာယ်သတ်မှတ်ပေးတဲ့အဓိပ္ပာယ်ဆိုတာပါမလာရင် the sentence would be incomplete စာချောင်းမှာမပြည့်စုံနိုင်ဘူးဒီ relative clause ဒီသူသုံးထားတဲ့နောင်းကပါလေသူသုံးလိုက်တဲ့ pronoun ကပါလေဘာအဓိပ္ပာယ်လဲဆိုတော့သူသတ်မှတ်ပေးလိုက်တယ်ဟောအဲ့ကောင်ကသာဖယ်လိုက်မယ်ဆိုရင်ဒီစာချောင်းဒီ incomplete ပေါ့အဓိပ္ပာယ်မပြည့်စုံတော့ဘူးပြီးတော့သူကထပ်ပြီးတော့ပြောထားတယ် define relative clause ဒီ does not have commas around it အဲ့မှာ comma တွေတွေ့ရမှာမဟုတ်ဘူးဆိုလိုတာကသူဒီဇကစုတစ်ခုတည်းသာဖြစ်တယ်ဇကစုနှစ်စုကိုချိန်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ သူ့စီမှာကော်မာတွေတွေ့ရမှာမဟုတ်ဘူးဥမာလေးကိုကြည့်လိုက် the news that he told you is not true အဲ့မှာ the news ဆိုတဲ့စလုံးလေးကို that he told you ဆိုတဲ့ relative clause နဲ့ချိန်ထားတယ် the new သတင်းဘလို့သတင်းလဲ that he told you သူမင်းကိုပြောတဲ့သတင်း is not true အမှန်ဘူးနော်အဲ့မှာမှာသတင်းတွေတွေ့ကြရသတင်းမဟုတ်ဘူးသူမင်းကိုပြောတဲ့သတင်းကြားဖို့သမန်သတင်းမဟုတ်ဘူးသူမင်းကိုပြောတဲ့သတင်း the news ကိုမှဆက်ပြီးတော့ identify ပေါ့သူ့ရဲ့အထိပယ်ပေါ့ပြုံပြီးတော့တတ်မှတ်ပြတယ်သတင်းဆိုတာသတင်းတိုင်းလားမဟုတ်ဘူးသူပြောတဲ့သတင်းအထိပယ်ကိုထပ်ပြီးတော့ဖြည့်ပေးလိုက်တယ်တကယ်လို့ဒါအဲ့ဒါကိုဖယ်ကြည့်လိုက်ဒါရီထိုးယူဆိုတဲ့ relative clause လေးကိုဆရာတို့ဒီစာကြောင်းကနေဖယ်ကြည့်လိုက်ရင် the news is not true သတင်းတွေကမမှန်ဘူးသူပြောချင်တဲ့အထိပယ်ဘလို့မှဆရာတို့မရောက်နိုင်တော့အဲ့ဒါကိုပြောတာ အတိတ်ပဲဒီစာကြောင်းကအဓိကအတိတ်ပဲတတ်သည် the relative flaw ဆိုရဲ that he told you ကအတတ်ပဲအဲ့ဒါကိုတောက်ပြဖယ်လိုက်တဲ့အချိန်မှာဒီစာကြောင်းဒီဘာကိုပြောချင်လို့ပြောချင်မှမသိတော့ incomplete ဖြစ်သွားတယ်အတိတ်ပဲမပြည့်စုံတော့ဘူးအဲ့ဒါအဲ့လိုဟာမျိုးဆိုရင်ဒါဒီ defining relative flaws လို့ခေါ်တယ်သူဒီရှေ့ရစလုံးကိုအတိတ်ပဲပို့ပြီးတော့ပြည့်စုံလို့တတ်မှတ်ပြီးတယ်စလုံးဖြစ်တယ်သူ့ကိုဖယ်လိုက်ရင်အတိတ်ပဲမရှိတော့ဘူး နောက်တစ်မျိုးက non defining relative clause เนาะ non defining ဆိုတာကတော့ gives extra information သူကတော့အဓိပ္ပာယ်သတ်မှတ်ပေးတာမဟုတ်ဘဲနဲ့အချက်လက်ထပ်ပြီးတော့ပေးတာဒါကဘာဆိုတာကိုပြောချင်တာမဟုတ်ဘူးဆိုလိုတာက identify တော့ကဒါကဘာဆိုတာပြောမယ်သတင်းကဘာသူမင်းကိုပြောတဲ့သတင်းတွေ့ကြသတင်းမဟုတ်ဘူးသူမင်းကိုပြောတဲ့သတင်းခုနကလို့ဆိုသူကျတော့အဲ့လိုမဟုတ်တော့ဒါကဘာဆိုတာကိုပြောတာမဟုတ်ဘဲနဲ့ဘလူးဟာလေးကလည်းအတူတူပဲနော် အဲအဲ့လိုဆက်ပြီးတော့ရှင်းပြတာဘလို့ဟာလေးရတယ်အတူတူပဲနော်ဆိုတာဒီဆက်ပြီးပြောတာဒီဒါ non defining ပေါ့ extra information ဒါလည်းဟုတ်တယ်ပြီးတော့ဒလိုလေးဆိုလည်းဟုတ်သေးတယ်နော်အဲ့ဒါ extra information ဆက်ပြီးတော့ပေးတာ the sentence ဒီစာကြောင်းက makes complete sense without the relative clause အဲ့တော့ extra information နော်ပို့ပြီးတော့နောက်ထပ်ဥမာလေးတစ်ခုပေးလိုက်တာဖြစ်တော့တချောင်လို့အဲ့ဒါကိုဖယ်လိုက်ရတယ်ပြဿနာမရှိဘူးအဓိပ္ပာယ်ထွက်သေးတယ် so the radiative colonoscopy omitted ဖြုတ်လို့လည်းရတယ်သိပ္ပတ္တမရှိဘူး not defined ဆိုဖြုတ်လို့ရတယ်ပြဿနာမရှိဘူးအဲ့တော့သူဒီ extra information ပြည့်စုံပြီးသား clause တစ်ခုကိုနောက်ထပ်အပုံထပ်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ clause တွေနှစ်ခုဖြစ်သွားတယ်အဲ့လိုနှစ်ခုဖြစ်သွားတဲ့အတွက် non defined ဆိုလို့ရှိရင် has commas around it clause နှစ်ခုထပ်သွားတာဖြစ်တဲ့အတွက်ဆဲတို့အလဲမှာ comma ခံပြီးတော့ချိန်ကြတယ်နော်စัจကြည့် the movie ဒီရုပ်ရှင် ဘာရုပ်ရှင်လဲ Watch I watched last night ပြီးခဲ့တဲ့ညကကြည့်ခဲ့တဲ့ရုပ်ရှင်လေးဟိုရုပ်ရှင်လေးပြီးခဲ့တဲ့ညကကြည့်ခဲ့တဲ့ရုပ်ရှင် has got the attention of the media ဟောတရမီဒီယာမှာ has got the attention ဆိုတော့နာမည်ကြီးလာလူတွေရဲ့စိတ်ဝင်စားမှုရလာနာမည်ကြီးလာမီဒီယာမှာလူတွေရဲ့စိတ်ဝင်စားမှုရလာတယ်ဟိုရုပ်ရှင်လေးငါတို့ညကကြည့်ခဲ့တဲ့ရုပ်ရှင်ပေါ့လူတွေရဲ့စိတ်ဝင်စားမှုမီဒီယာမှာစိတ်ဝင်စားမှုရလာတယ်လူတွေမီဒီယာမှာစိတ်ဝင်စားလာကြတယ် ဆိုအဲ့ဒီမှာဆရာတို့ကြည့်လိုက် which i watched last night ဖြောက်လိုက် this movie the ocean has caught the attention of the media တိတ်မပေါ်သေးရဒီ ocean ဒီဒီ ocean ဒီသတင်းမီဒီယာမှာလူတွေရဲ့စိတ်ဝင်စားမှုကိုရလာပြောလို့သတင်းမီဒီယာမှာလူတွေကစိတ်ဝင်စားလာကြတယ်ဒီ ocean လေးသတင်းမီဒီယာမှာလူတွေကစိတ်ဝင်စားလာကြတယ်နော်အဲ့ဒီ ocean လို့ပြောလို့ရှိရင်ကဲဆရာတို့မသိမှာဆိုလို့ဆရာတို့ ocean လေးတစ်ခု နာမည်ပြောကြည့်ရအောင်ရုပ်ရှင်လေးတစ်ခုလောက်ဆက်နာမည်တက်ကြည့်ကဲထားပါတော့ The Avengers ထားပါတော့နော် The Avengers ပေါ့ Avenger လေမတို့ညာကြည့်ခဲ့တာလေအခုမီဒီယာမှာနာမည်ကြီးနေပြီဟော Avengers လေမတို့ညာကြည့်ခဲ့တာလေအခုမီဒီယာမှာနာမည်ကြီးနေပြီအဲ့မှာ Avenger Media မှာနာမည်ကြီးနေပြီဆိုပြီးပြောလိုက်ရင်လေဒိတ်ပဲပြည့်စုံသေးတယ်ရသေးတယ်ပြဿနာမရှိဘူးသူ့အိဗယ်နဲ့သူထွက်သေးတယ် အဲ့ဒါကြောင့်မလို့ငါတို့ညကကြည့်ခဲ့တာလေငါညကကြည့်ခဲ့တာလေ which i watch last night which we watch last night ဒါဒီဖြုတ်လို့ရတယ်သူ့ကိုဖြုတ်လိုက်တဲ့အတိတ်မပြတ်သွားတာဖြစ်တော့တဲ့ကြောင့်မလို့ non defining လို့ပြောတာအဲ့မှာလဲပြည့်စုံပြီးသား clause တစ်ခုကို this movie ဆိုပြီးတော့အပြည့်အစုံပြောထားတဲ့ clause တစ်ခုဖြစ်တော့တဲ့ကြောင့်မလို့သူ့ကိုထပ်ထည့်ခြင်းတဲ့ခါမှာဆရာတို့ comma လေးခံပြီးတော့မှထပ်ထည့်ရတယ်ခုနကတော့ the news is not true ဆိုရင် သတင်းတွေကမမှန်ဘူးဆိုရင်အဓိပ္ပာယ်မပြည့်စုံတဲ့အတွက်ကော်မခန့်စရာမလိုဘူး။သူဒီမပြည့်စုံတဲ့ clause တစ်ခုကိုပြည့်အောင်ဖြည့်ပေးတာဖြစ်တဲ့အတွက်နော်ရေတစ်ခွက်မပြည့်သေးတာကိုပြည့်အောင်ဖြည့်ပေးလိုက်တဲ့သဘောမျိုးဖြစ်သွားတော့ရေနောက်တစ်ခွက်မလိုဘူးပေါ့ခွက်နောက်တစ်ခွက်မလိုဘူးပေါ့အဲ့သဘော။သူကကျတော့ပြည့်ပြီးသားဟာကိုထပ်ပြီးတော့ပြည့်ပြီးသားဟာကိုနောက်တစ်ခွက်ထပ်လိုချင်တာဖြစ်တော့တဲ့နောက်တစ်အိမ်ပေါ့နောက်တစ်ခွက်တစ်ခွက်ခံရတာအဲ့သဘောမျိုးပဲဖြစ်သွားတာနော်အမှမှတ်စရာတစ်ခုရှိ note မှတ်ထားပါ a non definite relative clauses non definite တို့လိုပြည့်ပြည့်စုံပြီးသားဟာကိုထပ်ထည့်တဲ့เนาะစကားစုတွေဆိုရင်တော့ we can use who whom whose which အကုန်သုံးလို့ရတယ် we do not use that အဲ့ဒီ non definite တဲမှာ that ကိုလုံးဝလုံးဝလုံးဝသုံးလို့မရဘူးเนาะ which နဲ့ that နဲ့အဲ့မှာစကားသွားပြောတယ် which နဲ့ that နဲ့เนาะ that the defining relative clause မှာဆိုတော့အများဆုံး that ကိုသုံးတာများတယ် which နဲ့ that မှာ that ကိုသုံးတာများတယ် which နဲ့ that က relative clause အဖြစ်အဓိပ္ပာယ်တူကြများတဲ့အချက်ပါ defining ဆိုရင်ဆရာတို့က that ကိုသုံးတာများပြီးတော့ non defining ဆိုရင်တော့ which ကိုသုံးတာများတော့တယ်လူပုဂ္ဂိုလ်ဆိုရင်ဆရာတို့သုံးရမှာသုံးမျိုးရှိပါပြီ who whom whose အဲ့မှာမှပိုင်ဆိုင်ခြင်းမဟုတ်ဘဲရိုးရိုးလူကိုပြကျင်နေဆိုရင် who နဲ့ whom နဲ့ subject ဆိုရင် who ဖြစ်မယ် objection ရင် home ဖြစ်မယ်။ဒါရိုးရိုးလူကိုပြောတာနှစ်မျိုး။အဲ့လိုမဟုတ်ဘူးလေအဲ့ဒီလူရဲ့ပိုင်ဆိုင်မှုကိုပြောချင်တာဆိုရင်တော့ subject ဖြစ်စေ object ဖြစ်စေ defining ဖြစ်စေ non defining ဖြစ်စေ whose ပဲတော့။အဲ့မှာမှလူပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ပစ္စည်းတွေကိုညှိုးချင်တယ်။လူမဟုတ်တဲ့အရာတွေကိုညှိုးချင်တယ်ဆိုရင်ဆိုတော့ which နဲ့ that နဲ့ညှိုးရတော့တာ။အဲ့တော့အဲ့နောက်ကတူနေတယ်အဲ့တော့ဘယ်အချိန်မှာ which တုံးလဲဘယ်အချိန်မှာ that တုံးလဲ defining ဆိုရင် that တုံးမယ် non defining ဆိုရင် switch တုံးမယ်အဓိပ္ပာယ်မပြည့်စုံသေးတဲ့ဟာကိုဖြစ်ရမယ်မပြည့်စုံသေးတဲ့ဟာတစ်ခုကိုရှင်းပြရမယ်ဆိုရင် that တုံးတယ်အဓိပ္ပာယ်ပြည့်စုံပြီးသားဟာကိုမှကိုကသူများပို့ပြီးတော့သိအောင်ကိုစကားလေးပို့လှအောင်ထပ်ဖြည့်ပြီးတုံးခြင်းရင်ဇေရိုဒီဒါ switch နဲ့တုံးရတာဖြစ်သွားတယ်ပြန်ပြောမယ် define နေဇေရို that တုံးတယ်အဓိပ္ပာယ်မပြည့်စုံသေးဘူးဖြစ်ခြင်းနဲ့ define တဲ့ that တုံးတယ်အဓိပ္ပာယ်ပြည့်စုံပြီးသားပို့ပြီးတော့သိအောင်ထပ်ပြီးတော့ပြောခြင်းနဲ့ non defined เนาะ which တုံးတာဖြစ်သွားတယ်ဒါလေးခွဲပြီးတော့မှတ်ထားပေးပါပြီးရင် define day comma မလိုဘူး non define day comma လိုတယ် define day ဖြုတ်လို့မရဘူး non define ဖြုတ်လဲကိစ္စမရှိဘူးအဲ့ဒါလေးသတိထားအဲ့တော့ကိုကဒါနောက်မှာလေ့ကျင့်ခန်းနေပါလာလိမ့်မယ်နော်စာမွေးမှာပဲဖြစ်ဖြစ်ဖတ်စာအုပ်မှာပဲဖြစ်ဖြစ်ဆရာတို့အများကြီးတွေ့ရလိမ့်မယ်ဘာလဲဆိုတော့စာကြောင်းတစ်ပိုက်ပေးထားတယ်စာပိုက်လေးတစ်ပိုက်ပေးထားတယ်နော်နောက်အတန်းလေး ဒါဒီ grade တွေပြီးသွားလို့နောက်တက္ကသိုလ်တက်သိပဲဖြစ်စေသင်တန်းတွေတက်ရင်မှဖြစ်စေတွေ့ရလိမ့်မယ်။စာပိုင်လေးတစ်ပိုက်ပြီးထားတယ်။ပြီးရင်အဲ့ဒါကိုချုပ်နိုင်လား။အဲ့ခါကျရင်ဆရာတို့ဒီဒီ nested final clause တွေကိုဖြုတ်လို့ရတော့စာပိုက်ပြီးထားတယ်ဒါကိုအချင်းချုပ်ပြီးရေးပေးပါ။ပါလာလိမ့်မယ်နောက်မှလည်း write တယ်မှာ။နော်စာပိုက်ပြီးထားတယ်ချုပ်ပြီးရေးပေးပါဆိုရင် nested final နေဆိုလို့ဖြုတ်လို့ရတာပေါ့အဲ့ခါကျရင်။ nested final clause တွေဆိုလို့ဖြုတ်လို့ရတာပေါ့။အဲ့တော့ nested final clause ကိုကိုကဘယ်လိုဟာလဲဆိုတာသိထားဖို့အရေးကြီးတယ်။နော် defining ဆိုရင်လည်းလုံးဝဖြုတ်လို့မရဘူးပေါ့။ အော်ဒါလေးတွေကအိနစ်စာအရေးသားမှာဆိုရင်တော်တော်များများလည်းသုံးတယ်။စာတွေဖတ်ရင်လည်းအများကြီးတွေ့ရတယ်အရေးကြီးပါတယ်နော်ဒါလေးနားလည်အောင်သိချာမှတ်ထားဖို့လိုတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါလေးနားလည်ပြီဆိုတော့လက်ကျင့်ခန်းလေးတွေရှိတယ်။ relative pronoun တွေကဒါ singular နဲ့သတို့သမီးတို့ဖြစ်ပြီးပါ လူပုဂ္ဂိုလ် who whom နှစ်မျိုးရှိတယ်။ subject who object whom ပတ်ဆိုင်ခြင်း whose ပြီးမှရင်ပစ္စည်း which နဲ့ that define နဲ့ non-define နဲ့တခြားလိုက်ကြည့် define ဆိုလို့ရှိရင် that ပေါ့ non-define ဆိုရင် which ပေါ့အဲ့ဒါလေးကိုကြည့်ပြီးတော့မှ deep learning လေးတွေဖြည့်ပြီးပါပြီးသွားရင်တော့ဒီမှာ box နဲ့ who ရဲ့ which ရဲ့နော်ဒီပုဂ္ဂိုလ် who ပစ္စည်း which ဒါ box လေးတွေပြီးထားတယ်အဲ့ဒါကိုမှ who ဆိုရင် who ထည့်မယ် which ဆိုရင် which ထည့်မယ်ပြီးရင်ပေါ်က box လေးတွေထဲကပါတဲ့ server လေးတွေနဲ့ပြန်ပြီးတော့ set ပါမယ်အပေါ်မှာတော့ဒါ defining နန်ဒဖိုင်းနင်းပြန်ပြီးတော့ခွဲเสียရတော့မလိုတော့ဘူးဟိုးဝစ်တူကနှစ်မျိုးတည်းပေးထားတာမလို့เนาะအဲ့တော့ဒီ clause ဒီ blue clause လဲဘယ်ဟာမှာတော့မှာလဲဘယ်စာကြောင်းနဲ့ချက်ရမှာလဲအရင်ရွေးရွေးပြီးတော့မှရှေ့မှာလူလားပစ္စည်းလားကြည့်ဟိုးဝစ်ပြန်ကတ်စဉ်းစားပေါ့ box question တွေဖြည့်တဲ့အချိန်မှာတို့တို့တို့တတိထားရမှာကဒီ box ထဲမှာရှိတဲ့ပေးထားတဲ့ဟာတွေကိုရင်နားလဲအောင်လုပ်ပါပြီးတော့မှဒီ mail ကိုဖြည့်ပါအများကြီးပုံမြန်သွားလိမ့်မယ်အဲ့လိုမျိုးဘက်နဲ့ box ကို ကြီးလိုက်အောင်မဖြေလိုက်ဘော့စ်ကိုဖတ်လိုက်အောင်မဖြေတဲ့အချိန်တွေအများကြီးကြာတယ်နော်ပြီးသွားရင်တော့ဒီမှာကစာကြောင်းတစ်ခုကိုဆက်ပြီးတော့ relative pronoun နေတုံးပြီးတော့စာကြောင်းနှောင်းဆက်ပြီးတော့ရေးရမယ် relative clause တွေနဲ့အသုံးချရမယ်ဒါလေးတွေသူကသုံးတက်အောင်လို့လေ့ကျင့်ခန်းလေးပေးထားတယ်အဲ့တော့ဥပမာကိုကြည့်လိုက် I've read a dictionary dictionary တောက်ငါယူလာတယ်နေလာ wanted it နေလာကလိုချင်တယ်အဲ့တော့ကိုကဘာနဲ့ချိန်မလဲစဉ်းစား I နေလာ no ဘာမှမဆိုင်ဘူး broad want မယူလာတဲ့လိုချင်တဲ့ဘာမှမဆိုင်သေးဘူး dictionary dictionary ကယူလာတယ်နီလာ wanted တဲ့နီလာလိုချင်တဲ့ဟောဒါဒီ dictionary နဲ့ချိန်ရမှာဖြစ်သွားတယ်အဲ့တော့ကဲကြည့်အောင်ချိန်ကြည့်အောင် dictionary သည်ပစ္စည်းဟုတ်ပြီနော် dictionary သည်ပစ္စည်းပစ္စည်းဆိုတော့ oo တွေ host တွေမလာတော့ဘူး that ပဲလာတော့အဲ့တော့ that လေးသုံးပြီးဆက်ကြည့်မယ် i brought the dictionary that ဆက်ရေးပေါ့နီလာ wanted အဲ့ဒီမှာ it အဲ့ဒီ it ဒီဘာကိုညွှန်းတာလဲ dictionary ကိုညွှန်းတာအဲ့ဒီ it ဒီဆိုတော့ dictionary ကိုညွှန်းတာဖြစ်သွားတယ်ဒီမှာလဲ that ဒီ dictionary ကိုညွှန်းတာဖြစ်သွားတယ်အထိပယ်တွေတူနေတယ် it ကိုဖြုတ်လိုက် I brought the dictionary that Neela wanted ဒီလိုပဲဖြစ်သွားမယ်။နော် pronoun ချင်းတူနေတာ哦။ तू ကလည်း relative pronoun ၊ तू ကလည်း shape ကိုပြန်ညွှန်းတဲ့ pronoun, reference pronoun ခေါ်တာပေါ့။ तू ကတော့ shape ကိုပြန်ညွှန်းတာ။ မပရိုနောင်းချင်းတူနေတယ်စလုံးတစ်လုံးတွေပဲညှိုးနေတယ်ဖြုတ်ချလာ it go i brought the dictionary that nila wanted ငါ dictionary ယူလာတာကို nila ဒါလေးလိုချင်နေတယ်အဲ့မှာ that nila wanted ဆိုတဲ့စကားစုလေးဖြုတ်လို့ရမရဆရာတို့အရင်စဉ်းစားကြည့်ပါဦးငါ dictionary ယူလာတယ် nila လိုချင်တယ်ဆိုတော့ဖြုတ်လိုက်အတိတ်ပဲတချမ်းမှကြံတော့ nila လိုချင်တယ်ဆိုတဲ့ဟာအတိတ်ပဲလုံးဝပြတ်သွားတယ်ဒီ that ကိုဆရာတို့ဖြုတ်လိုက်ဒီစာပတ်တစ်ပိုက်လုံးဖြုတ်လိုက် ဓိပ္ပာယ်ပြည့်ပါလာတော့တဝက်ပြုတ်ခဲဆိုတော့ဒါသည် defining ဖြစ်တယ်ဗောဖြုတ်လို့မရအောင်သူ့ကိုဖြုတ်လိုက်အဓိပ္ပာယ်တချမ်းပါမလာတော့အဲအကြောင်းသူ့ကို which အစား that နဲ့တုံထားတာဖြစ်တယ်နံပါတ်1နံပါတ်လေးထကြည့် our principal wants to see an architect ဘီတုကာဆရာတွေ့ကျင်တယ်ဘလို့ဘီတုကာဆရာလေး design our school library ကျောင်းစာကြည့်တဲ့ကို design ဆွဲခဲ့တဲ့ဘီတုကာဆရာနဲ့တွေ့ကျင်တယ်အဲ့တော့ဒါလေးကို ပြောင်းမယ်ဆိုရင်လည်းဒီတိုင်းပဲ our principal wants to see an architect လူပုဂ္ဂိုလ်ဖြစ်နေတယ်အဲ့တော့ who who designed our school library ကျောင်းစာကြီးတိုက်ကိုဒီဇိုင်းဆွဲခဲ့တဲ့ဗီတုကာဆရာဆရာကြီးရဲ့တွေ့ကျင်တယ်ပေါ့အဲ့မှာလဲ he the architect ကိုညွှန်တယ်ဆရာတို့ထားလိုက်တဲ့ who ဒီလဲ architect ကိုညွှန်တယ်ဒါပေမဲ့တူနေတယ် he လေးကိုဖြုတ်လိုက်အောင်ပဲပေါ့ဒီပုံစံတိုင်းလေးပဲအောက်ကမိကွန်းလေးတွေ ဆက်ပြီးတော့ပြောင်းလို့ရတယ်။ကဲနောက်တစ်ခုဒီပုံစံတိုင်းပဲ तू ကတော့ who နဲ့ which ဆိုတော့ခုနကဘောက်ဖြေတုံးကတိုက်မှာလူဆိုရင် who ပစ္စည်းဆိုရင် which SML လေးကြည့် we often visit in our lake in our gang ကိုခဏခဏသွားလဲတယ်။ it is very good for walking exercise လမ်းလျှောက်လွှဲချိန်ငန်းလုပ်ဖို့အရန်ကောင်းပါတယ်။ဒါလေးကို तू ဆက်ထားတယ် we often visit in our lake which is very good for walking exercise မှာ it ကလည်းအင်အားလေးကိုညွှန်တယ်ဆက်လို့ထည့်လိုက်တဲ့ which ်အင်းရလိုက်ကလူမမဟုတ်တာကြီးကို which ပဲထည့်ရတာပေါ့အဲ့တော့ဒီ which ကလည်းအင်းရလိုက်ကိုပဲညနေပဲတူနေတယ် it လေးကိုဖြုတ်ဒါပဲငါတို့လေအင်းရကံခဏခဏသွားလေတယ်အဲ့မှာလမ်းလျှောက်လို့အရန်ကောင်းတာငါတို့လေအင်းရကံကိုခဏခဏသွားလေတယ်အဲ့ဒီမှာလေလမ်းလျှောက်လို့အရန်ကောင်းတာပဲအဲ့ဒီမှာလေလမ်းလျှောက်လို့အရန်ကောင်းတာဘဲဆိုတဲ့ဟာလေးကိုဆက်လို့ဖြုတ်ကြည့်လိုက်အင်းရကံလဲတာလဲတာပဲဘာမှမပြောင်းလဲပါဘူး ခုနကလို့မဟုတ်တော့ခုနကနီလာလိုချင်တယ်ဆိုတော့ဖြုတ်လိုက် dictionary ဆိုတာပြည့်ကြံခဲ့တယ်အဲ့ dictionary ကဘာဖြစ်လဲနော်အဲ့ dictionary ကဘာဖြစ်လဲဘာဘလို့ dictionary လဲဒိဗယ်မပြည့်စုံတော့ညီမတို့အရင်ကအကန်ကိုသွားလဲတယ်လမ်းလျှောက်လို့အရင်ကောင်းတယ်လမ်းလျှောက်လို့အရင်ကောင်းတယ်မပြောလဲအရင်ကန်လဲတာလဲတာပဲပြောချင်တာခုနကဖြုတ်လိုက်လို့ဆိုနီလာလိုချင်တယ်ဆိုတဲ့ဟာကခုနကတော့ ဓာတ်ကိုဖြုတ်လိုက်နီလာလိုချင်တဲ့ဆိုတဲ့ဟာမပေါ်တော့ဒီမှာကျတော့ဒါဖြုတ်လဲအင်အားကလဲတာလဲတာပဲဘာမှမပြောင်းလဲဖြစ်စဉ်တစ်ခုတော့ဘာမှမပြောင်းလဲသွားအောင်အဲ့ဒါကြောင့်လို့နော် name referring မလို့ဆရုပ်သက်တစား which နဲ့သုံးပါခြင်းဖြစ်တယ်ဒါလေးတွေနားလဲဖို့အရေးကြီးတယ်ဆိုတော့ p1 ဒီအောက်က opportunity ဖြစ်ကြည့်ဒီတန်ငန်းစာကအရေးကြီးတယ်ဆိုတော့ကစာမျိုးဘွတ်အတွက်တင်မဟုတ်ဘူး degree အတွက်တင်မဟုတ်ဘူးရှေ့ဆက်ပြီးတော့ကိုက essay လောက်ကြရေးစရာရှိတယ်။ thesis တွေနော်တက်ကတူရောက်လို့ရှင်။မဖြစ်ဖြစ်ဒါအတန်းတွေ နောက်ထပ်တက်မယ်ကိုကပညာတွေဆက်ပြီးစီးပွားမယ်ဆို thesis တွေရင်းရတကောက်နေတအားသုံးတာပဲပြီးရင်ဖတ်စာအုပ်ပါဖတ်ကြည့်ကြည့်အခန်းတော်တော်များများမှာ reading တော်တော်များမှာဒီကောက်နေအများကြီးတွေ့ရလိမ့်အဲဒီကောက်နေအသုံးအရများတာတွေဖြစ်တော့တကြောင်မလို့တေချာလေးသဘောပေါက်ဖို့အရေးကြီးတယ်ဒါကြောင့် true citizen ပဲ exercise တွေကျန်တဲ့ grammar နဲ့တော့မတူ exercise တွေသူကအများကြီးပဲပြီးတာဒါဒါဒီတစ်ခုချင်းစီပုံလိုက်လုပ်ကြည့်ပို့ပြီးတော့ကိုကကျွမ်းကျင်လာတယ်ပို့ပြီးတော့သုံးစားရှိလာရင်ကိုကနောက်အသုံးချတဲ့အခါမှာကိုတို့အများကြီးအဆင်ပြေလာတယ်အဲ့တော့ ဒါလေးတွေတေချာလုပ်ကြည့်ပါဒီ exercise ၄ခုလုံးတေချာဖြည့်ကြည့်ပါအဲ့လိုဒီမျိုးဒီသင်ခန်းစာနဲ့ပတ်သက်ပြီးအများကြီးနားလည်သဘောပေါက်လာမယ်လို့ဆရာယုံကြည်ပါတယ်အဲ့လိုဒီမျိုးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်